အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်ဂျာရီတာမီတွေတက်သက်စာသိစရာကိစ္စတွေကောင်းတဲ့ဂျိုတွေကိုဘလို့အသုံးချမလဲဆိုတဲ့ကိစ္စလေးတွေပြောပေးချင်တာဖြစ်တယ်အဲ့တော့ဂျာရီတာမီတွေတကယ်ကောင်းတဲ့ဂျိုကဘယ်ဂျိုလဲပေါ့ဂျာရီတာမီတွေတကယ်ကောင်းတဲ့အုပ်ဆိုးနေတဲ့ဂျိုကတင်းလာဂျိုပါနော်တင်းလာဂျိုပါတင်းလာဂျိုဆိုတာမျိုးကဘလို့နေရာတွေကောင်းဂျိုပြုတာလဲပေါ့ဟိုဂျာရီတာမီတွေကိုကျွန်တော်တို့ကတည်စားပြီးပြောရရင်ဘလို့ပြောရမလဲဆိုတော့အလှမ်းကျယ်ပြီးအလေလက်နေတာမျိုး နီးလုံးတော့မမြင်တာမျိုးเนาะဟိုပညာရှိသတိဖြစ်ခဲဆိုတာမျိုးသတိမမူဂူမမြင်ဆိုတာမျိုးအဲ့လိုမျိုးကြာဝေးသားမီဒီယာအယမ်းဖြစ်တယ်ဒါကြောင့်ပဲနီးလုံးတော့လည်းမမြင်ဘူးဆိုတဲ့အတိုင်းကြာဝေးသားမီဒီယာဘာလို့လို့တခါကြာရင်အလှမ်းကျယ်လွန်အကြီးတယ်အော်အလှမ်းကျယ်ပြီးအလေလက်သွားတယ်ဒါကြောင့်ပဲကိုအနီးအနားမှာရှိတဲ့ပြင်ဆင်စရာတွေကိုမပြင်ဆင်မဲနဲ့ဟိုအဝေးကိုလှမ်းကြည့်ပြီးတော့စဉ်းစားပြီးလှုပ်လိုက်တာနဲ့တလွဲတွေဖြစ်ကုန်တာတွေကြာပြီးသားမိတာတိတ်ဖြစ်တယ်အချို့ဆိုအလုံးလုံးတဲ့ အာဒီလုပ်ငန်းကိုလေယုံရှိသေးတယ်နောက်လို့တစ်ခုထက်ချက်တယ်အာပစတ်မလောက်ရင်ဘေးလူစရာဆွဲတယ်အလုပ်တွေထက်ချက်တယ်အဲ့လိုဝင်နေတဆင်ဘာတွေဖြစ်လာတယ်ဆိုတော့တဖြည်းဖြည်းနဲ့မနိုင်မနှင်းတွေဖြစ်လာပြီးတော့လုပ်ငန်းအနေနဲ့ပတ်သက်ပြီးတော့အခြေမခံမဲ့ပြိုလဲတာတွေအလုံးဖြစ်တယ်အဲ့တော့ဂျာဝီသားမီးရာတစ်ခါကြရင်အကြီးကျန်လာအကြီးတွေးလာအာငါဟိုဟာကြီးကိုအကြီးလှုပ်ချင်တယ်ဒါကြီးအကြီးလှုပ်ချင်တယ်အာကိုရှိတဲ့ငွေအင်အားကိုရှိတဲ့လူအင်အားအာကိုမှရှိတဲ့အကြံဉာဏ်နဲ့လုံလောက်လားမလုံလောက်လား မသိတော့တော့အဲ့လိုတွေဖြစ်တာဒီလိုတွေဖြစ်တဲ့အတွက်တော့ဂျာရီသားမီးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကအနီးကပ်ကိုလည်းကြည်ပါဆိုတဲ့စိတ်ကတင်းနှလာထိန်ချုပ်တာဂျာရီဖြစ်တယ်ဆိုရင်တင်းနှလာတင်းနှလာဆိုကျွန်တော်ဘေးနေမှာဂျိုရန်လာနော်ကျွန်တော်တို့ ਨੇ အနီးဆုံးအနီးဆုံးဂျိုပေါ့ဗျာလာလာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂျာရီသားမီးဖြစ်တယ်ဆိုရင်ကို့ဘေးနာပတ်ဝန်းကျင်အောင်လည်းကြည်ပါအောင်သူများတွေဘာတွေလုပ်နေလဲနော်အကြီးကြီးကိုပဲမတွေးနဲ့အဝေးကြီးကိုမတွေးနဲ့အနီးကပ်ကဘာလုပ်တဲ့လဲ အများကြီးမစင်းသားနဲ့ကိုကိုကငါဘာပြုတ်ပြင်တင့်လဲဟိုအရင်စင်းသားအရင်စင်းသားကြီးမှကြံတာတွေလို့အဲ့လိုမှမဟုတ်တာနဲ့ကြာတာပရိယာအကြီးတွေတွေ့အကြီးတွေလို့အကြီးတွေစင်းသားပြီးတော့ကိုကားတွေဖြတ်သွားတတ်တယ်ဆိုတာကိုတနင်းလာကပြန်ထိမ့်မိတာအနုစိတ် အသေးစိတ်လည်းကြည့်အောင်ဒါတော့ကြာပြီးသားမိတယ်အဲ့ဒါတွေသိထားဖို့လိုတယ်ပြီးရင်တဲလာကျောရှင်းပြောရရင်ကြာပြီးသမီးမှာကြာပြီးသားမှာအဓိကပြပညာဂျိုဖြစ်တယ်ပြတော့ဒီပညာဂျိုဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟိုတနင်းလာဂျိုနဲ့ပတ်သက်ပြီးတော့ နဝင်းမှာရောက်နေတဲ့လူတော်တော်များများကဘာဖြစ်လာလဲဆိုတော့ပညာရဲ့နဲ့ပတ်သက်ရင်လိုက်စားမှုတွေတအားများတယ်။ဟိုလိုက်လိုက်စားမှုတွေများပြီမဲ့လက်တွေ့မှာအသုံးမချတာမျိုးတွေလက်တွေ့မှာတကယ်ဟိုမလုပ်ဖြစ်တော့တာမျိုးတွေပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်လက်တွေ့လောက်ကမဲ့ကိစ္စမျိုးတွေမှာအချို့ဆိုရင်နှစ်ပေါင်းများစွာပညာသင်လိုက်တယ်။သင်ပြီးတော့ကျွန်တော်တို့ဘာလုပ်ကြတော့တကယ်လက်တွေ့ apply ပြန်လုပ်တဲ့နေရာမှာကျတော့အားနေသွားတယ်။အဲ့လိုမျိုးတွေကြာရပြီးကတိတ်ဖြစ်တယ်။ဒါကြောင့်သင်တာလဲသင်လှုပ်ရှားရှိတာလေးလှုပ်ဆိုတာကိုတင်းနေလာလက်တွေ့ကျွန်တော်တို့က ပြန်ထိမ့်မိတယ်။အဲဒါကြောင့်ပဲကျွန်တော်တို့ဂျာရီသားမိတွေကိုအဲ့ဒါလည်းသိစေချင်တယ်။နောက်ပြီးတော့ဂျာရီဖြစ်လာပြီဆိုရင်ကျွန်တော်တို့သိရမယ်နောက်တစ်ချက်ကဘယ်လိုဟာမျိုးလဲဆိုတော့ဟိုရုတ်တရီနဲ့နေတာမျိုးတွေတခုခုဆိုရင်ကျွန်တော်တို့ကအတွေးခေါ်ယူအစပိုင်းမှာဟိုပညာကိုအခြေတည်တဲ့လူဖြစ်တဲ့အတွက်လေးလေးအားလေးနေတာတို့ပြုံးပြောပြောမနေတာတို့အခက်တီတီနေတာကိုပညာရှိပုံစံပညာတတ်ပုံစံမျိုးနေတာမျိုးပေါ့နော်ဒီလိုနေတာမျိုးကိုကံကမကြိုက်ပါဘူး အဲ့လိုမျိုးနေတယ်ဆိုရင်လည်းအချို့နေရာတွေမှာယင်းနေကြောင်းဝင်မှုအားနေပြီးတော့ကိုယ့်ရဲ့အလုပ်သမားတွေကိုယ့်ပတ်ဝန်းကျင်တွေကိုယ့်မိတ်ဆွေတွေနဲ့တသားတည်းမဖြစ်သွားတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့ဟာသူကြီးကျယ်ပါတယ်လို့စိတ်ကအခြားလူတွေကထင်သွားပြီးအချို့နေရာတွေမှာကိုယ့်ကိုမတိုင်မင်တော့တာမပြောတော့တာဒါတွေကဆာအကုန်ဖြစ်နိုင်တယ်ဒီအချက်တွေကိုလည်းကျွန်တော်တို့ကကြာသာပရိသားမီးတွေအတွက်မေးလို့မရပါဘူးနော်နောက်ပြီးကြာသာပရိသားမီးတွေအတွက်လုပ်ငန်းစီးပွားကြိုးကတောက်ကြသောပါတောက်ကြလို့တောက်ကြသူကစီးပွားရေးကြိုးဖြစ်တဲ့အတွက်တောက်ကြနိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေကစီးပွားရေးအနေနဲ့လုပ်မယ်ဆိုရင် တိတ်ကောင်းတယ်အဲတော့တောက်ကြိုဘယ်လိုစီးပွားရေးလုပ်မလဲပေါ့အဲတောက်ကြနဲ့ပတ်သက်အဲတောက်ကြိုကစီးပွားရေးနဲ့ပတ်သက်ဆန့်တွေတဲ့ဂျိုဖြစ်တဲ့အတွက်တောက်ကြဇင်ခံပစ္စည်းတို့အပန်းဖြေတာတို့အနားယူတာတို့အန်တာတိတ်မဆန်ဆန်အလုပ်တွေတို့နော်စိတ်ခံစားမှုပျော်ရွှင်မှု အပျော်အပါအပန်းဖြေဒါကိုပေးတဲ့အရာတွေဖြစ်တယ်ကြာရီးသားမီးတွေကအလုပ်စီးပွားနဲ့ပတ်သက်ရင်အဲ့ဒီပုံစံစဉ်းစားဖို့လိုတယ်နော်အလုပ်လုပ်ပြီဆိုလဲကျွန်တော်တို့ကလောက်ရှာရှိတာလို့နားရရှိတာနားပျော်ရရှိတာပျော်ဆိုတဲ့လူမျိုးတွေ အဲ့လိုလောက်တာပိုကောင်းတယ်။အဲ့လိုကြီးပဲဖိလို့ရင်ပြောစရာမရှိဘူး။စိတ်ကလည်းစတေကြီးနဲ့နေပြီးတော့အာကိုကိုတိုင်ထိမ့်ချုပ်ထားတာများရင်အတွင်းမှာအဆင်မပြေဘူး။ဒါကြောင့်ပဲအာယုံ၅ပါးခံစားမယ်ဆိုရင်ခံစားရမယ့်အချိန်မှာခံစားလိုက်။လှုပ်ရှားကြည့်တဲ့အချိန်မှာလှုပ်လိုက်။အဲ့လိုမဟုတ်ဘဲနဲ့ပညာရှိရရင်အရန်ချုပ်ထိန်နိုင်ရင်အထုပ်နေရာတွေမှာလူမမြင်ဝင်းတဲ့ကိစ္စတွေသူတို့ကလှုပ်လာကြာဝေးသားမိတယ်။အမှောင်ဘက်ကိုရောက်သွားတယ်။အပြင်မှာတော့ငါလူယိုတွေရှေ့ယိုတွေနောက်မှာခွက်ပုံးချနေတယ်ဒီလူမျိုးတွေဖြစ်တတ်တယ်လူမျိုးတွေဖြစ်သွားတတ်တယ် ပြီးတော့ဇင်ကံပစ္စည်းဖြစ်တဲ့ကာကန်ရှင်ဟာဂဒင်တို့၊မို့ရတို့၊တီဘီတို့၊အပန်းပြေစကန်းတို့၊ကန်းကြီတို့နော်နောက်အပျော်ပါတို့အန်တာတိန်မန့်တို့၊ကစားကွင်းတို့စသဖြင့်ပေါ့ဗျာဟို KTV တို့၊စင်တင်တို့၊အာတိကီတာတို့အနုပညာတို့အင်စထရူမန့်တွေတီးတာတို့ဒါတွေနဲ့ပတ်သက်ရင်တော့အရန်ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီစတာရှင်တွေဟာဖြော်ပြေးအန်တာတိန်မန့်အပျော်ပါဒါကိုအခြေပြုတဲ့စီးပွားရေးတွေကောင်းတယ် ဂီတအနုပညာအတမိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေလည်းလုပ်ဖို့လိုတယ်။ကိုစီဝါလုပ်တဲ့ခါကျရင်လည်းနားအနေနဲ့ပေါ့အချို့အိမ်ပြန်လာတယ်၊ကာအိုကေလေးဆိုလိုက်တယ်၊အပန်းဖြည်တယ်၊ဂီတလေးသီးတယ်၊အပန်းဖြည်တယ်၊တချင်းလေးနားထောင်တယ်၊အပန်းဖြည်တယ်။အဲ့လိုမျိုးလုပ်ပြီးရင်ပို့ပြီးတော့ကောင်းတယ်လို့ပြောသလိုကိုစီဝါရဲ့အနီးနားတွေမှာလည်းအဲ့လိုပေါ့အတန်နဲ့ဆိုင်ရာတီးလုံးလေးတွေအတန်လွန်လွန်လေးတွေဒီလိုမျိုးလေးတွေထားတာမျိုးကပို့ပြီးတော့ကြာပြီးသားမိတွေတကန်ကောင်းစေနိုင်တယ်လို့ပြောပါတယ် ဒီအချက်ကတော့ကျွန်တော်တို့စီးပွားရေးနဲ့ပတ်သက်ရင်သိထားစေချင်တာဒါအပြင်တောက်ကြလုံခြုံရေးဖြစ်တဲ့ကြာရီးသားမိရာကာဝယ်မှုအပိုင်း security ဘိုင်းနဲ့ပတ်သက်တဲ့စီးပွားရေးတွေလည်းလုပ်လို့ရတယ်နော်ဟို data တွေကိုကာဝယ်ပေးတာမျိုးလို့စီးပွားရေးနဲ့ပတ်သက်ရင်လည်းအဲ့လိုအကာအကွယ်ပြုတ်တဲ့အပိုင်းပေါ့ဒီအပိုင်းတွေနဲ့ပတ်သက်ရင်အရန်အားရစရာကောင်းတဲ့လူမျိုးဖြစ်လဲကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီအပိုင်းတွေလုပ်လို့ရလို့ဟိုဘန်လုပ်ငန်းတို့အပေါင်ခံတာမျိုးတို့နော်သူတို့ဘာပစ္စည်းကိုတိမ်မိတာတဲ့နော်သူတို့ဘာပစ္စည်းကိုအာမခံမိတာတဲ့ ာမခံလုပ်ငန်းတို့ဒီလိုစီးပွားရေးတွေနဲ့လည်းဘဝမှာအောင်မြင်ပြီးတော့ဒီလိုပုံစံမျိုးစီးပွားရှာရင်လည်းပိုကောင်းတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ကို့ပုံကအရင်ကြီးဟိုအောင်ဖြစ်ပဲနဲ့ဟိုပေါ့ဘဘပြောဘဘဖြစ်နေတဲ့ဂျာရီသားမီးတွေရဲ့ပုံစံမျိုးဖြစ်နေရင်တော့ပိုကောင်းတာပေါ့ဗျာ။နောက်ပြီးဂျာရီသားမီးတွေအတွက်ကျွန်တော်တို့အချစ်ရေးစမ်းကြိုပေါ့။အဲစမ်းကြိုကအင်္ဂါပိုင်းတယ်ဗျာ။အင်္ဂါပိုင်းတော့အင်္ဂါကကျွန်တော်တို့ကဖြက်လက်တာငယ်ရွယ်တာဖင်ပေါ့တာအဲဘယ်လိုပြောမလဲဆိုတော့နုပြူတာပေါ့ ဒါကိုပြောတဲ့အတွက်ဂျာရီဂျိုတက်ကကျွန်တော်တို့က16နဲ့အင်ဂါဂျိုတက်က10နဲ့ကွာတယ်လေ16နဲ့10နဲ့ဒါတော့ပဲဂျာရီသားမီးတွေကမသိစိတ်မှာသိစိတ်မှာမဟုတ်ဘူးနော်မသိစိတ်မှာငယ်ရွယ်တဲ့လူဖြက်လက်တဲ့လူကိုထက်နုပြိုတဲ့လူကိုထက်ပေါ့ပွားနေတဲ့လူအခက်မိတဲ့လူအာလူငယ်ဆန်တဲ့ပုံစံမျိုးကိုပို့ကြိုက်တယ်ဘလို့ပဲကျွန်တော်ကလူကြီးကိုပဲကြိုက်တာပါအကူကြီးတွေပဲကြိုက်တာပါဦးလေးတွေပဲကြိုက်တာပြောမသိစိတ်မှာငယ်ရွယ်တဲ့တူအောင်ကြိုက်တယ်နော် အယောက်ျားလေးလည်းလိုပဲယောက်ျားလေးကြာရေးသားမျိုးလည်းကိုထက်နှုတ်တာငဲတာကြိုက်တယ်ယောက်ျားလေးတော်တော်များများနှုတ်တာငဲတာကြိုက်တယ်တူပါနော်ထားပါအဲ့တော့ဒါကတော့အဲ့လိုဖြစ်တဲ့အတွက်ကြာရေးသားမျိုးကိုလက်တွဲပေါ်ရှာတဲ့ခါကျရင်ကြာရေးသားမျိုးကအဲ့လိုမျိုးဖြစ်တဲ့လူကိုရှာဖို့လိုတယ်ဖြစ်ပြလဲတော်ရှိတဲ့လူမျိုးတွေနော်ဟိုအလုပ်လုပ်တဲ့ခါဆိုရင်လည်းလက်တွေ့ကြကြလုပ်တဲ့လူမျိုးတွေဒါကြာရေးသားမျိုးတွေအလိုစာရေးဆရာလိုလိုပကြီးဆရာလိုလိုအဲ့လိုဟာမျိုးတွေနဲ့တိတ်မအပ်ဆက်ဘူးအာဒူအော်ဒိုင်းပေါ်လုံမဲ့ချမဲ့အဲ့လိုလူမျိုးတွေကိုအိမ်တော်ဘက်ထွေရေးချဲတယ်ဆိုတော့ပိုကောင်းတယ်လို့ပြောတယ် တော့ငရွယ်သူတွေနဲ့အိမ်တော်ကြတတ်တယ်အကြတတ်တဲ့လူတွေကလည်းစီးပွားရေးလုပ်ငန်းလုပ်တဲ့ခါကျရင်အဲ့လိုလက်တွေ့ကြကြစီးပွားရေးတွေဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့เนาะအယောင်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့ဟိုဆက်လက်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့စအပိုးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမျိုးတို့ဒီလုပ်တွေနဲ့အဆက်ကြတာမျိုးလေကျွန်တော်တို့တွေ့ရတယ်ဒါကတော့တကယ်ကိုဂျာရီသားမီးတွေအချစ်ရင်မှာစိုးမိုးနေတဲ့အနေအထားမျိုးဖြစ်တယ်ဒါတော့ဂျာရီသားမီးတွေဟာ ငယ်ရွယ်ဖြက်လက်အနုပြိုတာကိုပူကြိုက်တာဖြစ်နေတယ်ကိုအိမ်အောင်ဘက်ကအဲ့လိုဖြစ်နေပို့လို့ရတယ်အဲ့ကိုအိမ်အောင်ဘက်ကကြာတာရီဖြစ်တယ်ဆိုရင်ကိုနည်းနည်းလေးအရန်ကြီးပုံတုံးနေလားအရန်ရင့်ရော်နေလားအုံမင်းနေလားချက်ကြည့်ပါအဲ့ထက်နည်းနည်းလေးပြန်နုပြိုအောင်နေပါပြီးလည်းပြောအရန်ဝါအောင်နေလားဖြက်ဖြက်လက်လက်ပေါ့ပေါ့ပါမဖြစ်တော့ဘူးလားဒါဆိုရင်ပြန်ပြီးတော့ကျွန်တော်ပြန်ချိန်ပါဒါဆိုရင်ကြာရီသားမီးနေပြန်ပြီးသားစားတာပြန်ဖြစ်နိုင်ပါလိမ့်မယ်ပို့ပြီးတော့ရင်းနှီးမှုနှုတ်ထွက်မှုပို့ပြီးတော့ရသွားနိုင်တယ်ပေါ့နော်အဲ့ဒီချက်လေးပြောခြင်းတယ်အကြရိသားကြီးဒီမှာလုံးလုံးကလက်မလွတ်တဲ့နာဘာလဲဆိုတော့တနင်္လာသူအားအကောင်းဆုံးဖြစ်တဲ့အတွက် အနည်းဆုံးကိစ္စတွေကိုလုံးဝမမေ့နဲ့နော်ကို့အနည်းဆုံးမှာငါဘာရမလဲကို့ရဲ့အနည်းဆုံးမှာဘာပညာရမလဲဘာစီးပွားရမလဲကို့အနည်းဆုံးနေရာတွေရတယ်ဘာရွေးထုတ်ယူရမလဲဆိုတော့စဉ်းစားပါနော်အဲ့တော့ဘယ်နေရာရောက်ရောက်ဘယ်နိုင်ငံရောက်ရောက်ကို့အနည်းဆုံးမှာစီးပွားလုပ်လို့ရတာဒါပေမဲ့ကို့ရက်ကွက်ကို့လမ်းထဲမှာငါစီးပွားပါလုပ်လို့ရမယ်နော်ကို့ရွှေမိုးတောင်ရဲ့အတိုင်းဝိုင်းနေကြတယ်မှာငါဘာစီးပွားရေးလုပ်လို့ရမယ်ဒါမှမဟုတ်လေမိဘလက်ငုတ်ကိုပို့ပို့ပြီးတော့ငါမော်ဒယ်ဖိုင်းဖြစ်အောင်ဘယ်လိုလုပ်နိုင်မလဲမိဘလက်ငုတ်ကိုပို့ပြီးတိုးတက်အောင်ငါဘာလုပ်မလဲ အဲ့လိုမျိုးတွေစဉ်းစားပြီးစီးပွားလုပ်တာကပိုကောင်းတယ်လို့လည်းအကြံပေးကြပါတယ်။နောက်ဆုံးတော့တော့ပေါ့မယ်တန်ပါတယ်ကြာပြီးသားမိတွေအားလုံးမိမိရဲ့ကောင်းတဲ့ဂျိုးတွေကိုကောင်းစွာအသုံးချနိုင်ပါစေလို့ပြောကြရင်လည်းဒီကောင်ချုံအပ်ပါတယ်ဗျ။